ီနေ့မှာတော့ကျောင်းသားတွေ scholarship ရောက်ထားတဲ့အခါမှာတူတူပြစ်စထားတဲ့ချက်ချောက်ချက်ကိုပြောပြပြသွားပါမယ်။သင်ကနိုင်ငံရေးအချမ်းမှလည်းပညာသင်ယူခြင်းနဲ့ scholarship program တွေကိုလည်းစိတ်ဝင်စားရင်ဆိုရင်ဒီချက်ချောက်ချက်ကသင်ရတော့ပါပဲ။ပထမဦးဆုံးအနေနဲ့ research plan ကိုကျုပ်လုပ်ထားပါ။ ဒါမှလား post scholarship ရှောင်မဲ့ college university major နဲ့ကျောင်းရဲ့ background history တွေကိုတခြားလေ့လာနိုင်မှာပါဒုတိယအနေနဲ့ကတော့ကိုရှောင်မဲ့ကျောင်းရဲ့ deadline မတိုင်ခင်မှာလိုအပ်တဲ့ social science စူးစမ်းမှုတွေကိုတခြား schedule ဆွဲပြီးတော့ plan ချထားဖို့လိုအပ်ပါတယ်တတိယအနေနဲ့ certificate verification လို့ခေါ်တဲ့ကိုယ့်ပညာရေးနဲ့ပတ်သက်ပြီးတော့ရရှိထားတဲ့ certificate တွေ LMS တွေကိုတူတင်ပြင်ဆင်ထားရပါမယ်စောက်ထအနေနဲ့ပြင်ဆင်ထားတင်တာကတော့ English language proficiency test တွေဖြစ်တဲ့ TOEFL, IELTS, Duolingo စသဖြင့်ပြင်ဆင်ထားရပါမယ်နောက်ပြီးကိုတက်ရောက်ပြင် ညာတင်ကြားခဲ့တဲ့အကြောင်းအရာတွေပြီးတော့ recommendation letter ကိုအစောဆုံးရယူထားဖို့လိုအပ်ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့ကိုယ့်ရဲ့အာသာချက်တွေကိုထည့်ထားတဲ့ essay ကတူဖန်တီးဖို့လိုပြီး essay ရဲ့ grammar တွေကို double check ပြုလုပ်ထားဖို့လိုရတယ်။အခုပြောပြပေးတဲ့အကြောင်းအရာတွေကတော့ scholarship ချောက်ထားတဲ့အခါမှာတွေ့တဲ့ပြင်ဆင်ထားဖို့လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ထပ်မံပြီးဒေသိသိရှိခြင်းနဲ့ဆိုရင်တော့ inquiry form ရဲ့ဆက်ဆက်ပြဆောင်လက်နိုင်ပါတယ်။